အမေရိကန်ပြည်ထောင်စုကိုလက်ကြည့်ကြရအောင်အဲ့ဒါမှာဒေါ်နယ်ထရန့်ရဲ့ထိတ်တန်းထောက်ခံသူဟာဝေဖန်ခံရပါတယ်ကျွန်တော်ဆိုလိုတာကသူရဲ့ဒုတိယတမတဖြစ်တဲ့သူ GD Vance ပါသူဟာမနေ့ကတက္ကသိုလ်တစ်ခုမှာဟောပြောခဲ့ပြီးအများပြည်သူရဲ့မင်းကွန်းတွေကိုလက်ခံခဲ့ပါတယ်မင်းကွန်းတစ်ခုဟာအထူးဖြစ်ခဲ့ပါတယ်အဲ့ဒီမင်းကွန်းဟာအိန္ဒိယမျိုးနွယ်ရှိတဲ့ဆိုတဲ့အမျိုးသမီးရဲ့တူကလာခဲ့ပါတယ်သူမရဲ့မင်းကွန်းဟာ ရွှေ့ပြောင်းနေထိုင်ရေးအကြောင်းဖြစ်ခဲ့ပေမဲ့ GD Vance အတွက်ကိုရေးကိုတာတခုလိုထိခိုက်ခဲ့ပါတယ် GD Vance ဟာအိန္ဒိယက Hindu အမျိုးသမီးတဦးနဲ့လက်ထပ်ထားပါတယ်သူမရဲ့အမည်က Usha ဖြစ်ပါတယ်ဒါပေမဲ့ GD Vance ကိုတိုင်ကခွင့်ရံဖြစ်ပါတယ်သူရဲ့ယုံကြည်ချက်ဟာသူရဲ့နိုင်ငံရေးပုံရိပ်ရဲ့အရေးကြီးတဲ့အစိတ်အပိုင်းဖြစ်ပါတယ်မနေ့ကတဦးကသူ့ကို မေးခဲ့ပါတယ်သူစနီးဟာ Hindu ဖြစ်နေတာကိုဘလို့ခြင်တွေ့ပါသလဲ သူတို့ရဲ့ကလေးတွေဟာဘယ်ဘာသာကိုလိုက်နာပါသလဲအဲ့ဒီဆုံးဖြတ်ချက်ကိုဘယ်လိုချခဲ့ပါသလဲ JD Fan ရဲ့အဖြေကဒီလိုပါ သူကသူ့ဇနီးဟာခွင့်ရအဖြစ်မကြည်ပြင်းခဲ့ဘူးလို့ဆိုခဲ့ပါတယ်သူမဟာဟိန္ဒူမိသားစုမှာကြည်ပြင်းခဲ့ပေမဲ့အလွန်ဘာသာရေးရာမကြည်တဲ့မိသားစုပါသူတို့တွေ့ချိန်မှာနှစ်ဦးစလုံးဘာသာရေးမကိုင်းဆိုင်ခဲ့ပါဘူးသူတို့ဟာဘာသာမယုံသူဒါမှမဟုတ်ဖျားမရှိသူတွေပါ သူကအဲ့ဒီအကြောင်းအများကြီးဆွေးနွေးခဲ့ပြီးကလေးတွေကိုခွင့်ရအဖြစ်မွေးမြူရန်ဆုံးဖြတ်ခဲ့တယ်လို့ဆိုခဲ့ပါတယ်။သူကဒီနေ့မှသူ့ဇနီးဟာသူ့ဘဝကိုပြောင်းလဲခဲ့တဲ့ခွင့်ရယုံကြည်ချက်နဲ့တူတဲ့အရာကိုပြောင်းရွှေ့မယ်လို့မျှော်လင့်တယ်လို့ဆိုခဲ့ပါတယ်။ဒါပေမဲ့မရှိရင်လည်းအဆင်ပြေပါတယ်မပြောင်းလဲအဆင်ပြေပါတယ်ဘာလို့လဲဆိုတော့လူတိုင်းမှာလိုလာတဲ့စန္ဒရွေးချယ်မှုရှိတယ်လို့ပြောတယ် ဖရောဆုံဂျီဒီဗန့်စ်ဟာမေဂွန်ကိုတိုက်ရိုက်ဖြစ်ခဲ့တာကိုမှတ်သားတင်ပါတယ်။အဲ့ဒါကောင်းပါတယ်။သူဟာမေဂွန်ကိုရှောင်ရှားခြင်းမရှိခဲ့ပါဘူး။အမျိုးသမီးကိုမနှောက်ယှက်ခဲ့ပါဘူး။ဒါပေမဲ့သူ့အဖြစ်မှာပြဿနာတွေရှိနေသေးပါ။ပြဿနာနှစ်ခုကိုကြည့်ကြရအောင်။ပထမသူကတနေ့မှာသူ့ဇနီးဟာခွင့်ရံဘာသာကိုကူးမယ်လို့မျှော်လင့်တယ်လို့ဆိုခဲ့ပါတယ်။အဲ့ဒါဟာသူမရဲ့ရွေးချယ်မှုပဲလို့ဆိုခဲ့ပေမဲ့ ဒီလိုအများပြည်သူရှစ်မှာပြောတာဟာသူမအပေါ်ဖိအားပေးရရောက်ပါတယ်အဲ့ဒါဟာလူများကသူမရဲ့ယုံကြည်ချက်ကိုမင်းကိုထုတ်စေပါတယ်ဒါပေမဲ့ဦးရှာဟာသူမဘာသာမကူရန်ရည်ရွယ်ထားကြောင်း ရှင်းရှင်းဆိုခဲ့ပြပါပြီပြီးခဲ့တဲ့နေ့မှာသူမကကျမဟာကက်သလစ်မဟုတ်ဘူးဘာသာမကူရန်မရည်ရွယ်ပါဘူးကလေးတွေကိုဘလို့မွေးမြူမလဲဆိုတာကိုဆွေးနွေးခဲ့ရပါတယ်လို့ဆိုခဲ့ပါတယ် ဒါကြောင့် JD Vanchet အများပြည်သူရှိထုတ်ဖော်ချက်ဟာသူစနီးရဲ့ပြောတာနဲ့မကန့်ညီပါဘူးအဲ့ဒါဟာတခုမညီညွတ်မှုပါဒုတိယသူကသူမဟာဟိန္ဒူမိသားစုမှာကြီးပင်ခဲ့ပေမဲ့အလွန်ဘာသာရေးရာမကြီးတဲ့ဘာသာရေးရာမကိုင်းဆိုင်တဲ့မိသားစုလို့ဆိုခဲ့ပါတယ်အဲ့ဒါကမမှန်ပါဘူးဥရှာဟာအင်တာဗျူးတစ်ခုမှာ ကျမဟာဘာသာရေးရကြီးတဲ့ဘာသာရေးရကိုင်းဆိုင်တဲ့အိမ်မှာကြီးပင်ခဲ့ပါတယ်။ကျမမိဘများဟာဟိန္ဒူဖြစ်ပြီးအဲ့ဒါကသူတို့ကိုကောင်းတဲ့မိဘတွေဖြစ်စေခဲ့ပါတယ်လို့ဆိုခဲ့ပါတယ်။ဒီမဟာကိုရိုင်းကိုဟိန္ဒူဘာသာလိုက်နာသူလို့ပါဆိုခဲ့ပါတယ်။ဒါကြောင့် GD Vance ရဲ့ version ဟာမမှန်ကန်ပုံရပါတယ်။သူဟာသူ့ဇနီးကိုတကယ်ထက်ဘာသာရေးရနဲတယ်လို့ပြနေပုံရပါတယ်။ ဘာကြောင့်ဒီလိုဖြစ်နိုင်ပါလဲဘာကြောင့်ဒီလိုပြောနိုင်ခဲ့တာလဲဘာသာရေးဟာအမေရိကန်နိုင်ငံမှာအလွန်အရေးကြီးတဲ့အတွက်ကြောင့်ဖြစ်တယ်အထူးသဖြင့်ဒေါ်နယ်ထရန့်ကိုထောက်ခံသူတွေအတွက်ပါ သူတို့အများစုဟာရှေးယူဆန်တဲ့ခွင့်ရတယ်ပါ JD Vance ဟာသူတို့ရဲ့ထောက်ခံမှုကိုလိုချင်ပါတယ်သူစနီနမီတာစုဟာအခြားဘာသာကိုလိုက်နာတယ်လို့ဝန်ခံရင်အဲ့ဒီထောက်ခံမှုရှုံးရှုံးနိုင်ပါတယ်အဲ့ဒါကြောင့်သူဟာသူတို့ရဲ့မျော်လင့်ချက်နဲ့ကိုက်ညီအောင်စူးစမ်းပါတယ် ဒီလိုအရာမျိုးကိုအရင်ကတွေးခဲ့ရပါတယ်ဥပမာ Vivek Ramaswamy ဆိုတဲ့ Republican တူဟာ Hindu ဘာသာလိုက်နာသူပါသူတမတာအတွက်ဝင်ပြိုင်ချိန်မှာ Trump ထောက်ခံသူတွေကသူ့ကိုတိုက်ခိုက်ခဲ့ကြပါတယ်သူတို့ဟာ Hindu ဘာသာကိုအယူသီးမှုနဲ့နှတ်ဆိုးဆန်တယ်လို့ဆိုခဲ့ကြပါတယ်ဒါဒေဝါလီပွဲအတွက်အလားတူဖြစ်ခဲ့ပါတယ် အင်ပြူတော်ကပွဲတော်ကိုကျင်းပရကျင်းပခဲ့ပေမဲ့အွန်လိုင်းမှာမုံတီးတဲ့မတ်ချက်များစွာပေါ်လာခဲ့ပါတယ်အချို့ကကက်စပါထဲနဲ့သူဆက်ကဘာကိုအိန္ဒိယမျိုးနယ်ရှိတဲ့အရာများဟာခွင့်ရဘာသာကူဖို့အတွက်ဒါမှမဟုတ်ငရဲကိုတွားဖို့အတွက်လိုတယ်လို့ဆိုခဲ့ကြပါတယ်ဒီလိုသဘောထားဟာစပါမှုတော့မဟုတ်ပါဘူးနိုင်ငံရေးစနစ်အတွင်းမှာပဲရှိနေပါတယ် JD Vance လို့ခေါင်းဆောင်များတော့အဲ့ဒါကိုကြောက်ရွံ့နေဖို့ရပါတယ်အများစုကို ပျော်ရွှင်စေဖို့ကိုပိုင်မိသားစုအကြောင်းပြောရလောက်အောင်ကြောက်ရွံ့နေပါတယ်။သိကြပါတယ်ကုလသမဂ္ဂဒါမမဥယောပေါ်မှာမြေသူများတာကိုဝေဖန်မှာမဟုတ်ပါဘူး။အဲ့ဒါကလွတ်လပ်ပြီးဘာသာရေးခွဲခြားမှုမရှိတဲ့အမေရိကမှာနောက်ထပ်ပုံမှန်တစ်နေ့လို့ပဲမြင်ရပါတယ်။